င်္ဂလာပါဒီနေ့ရှင်းလင်းတူပြချက်ကနေကြိုဆိုပါရစေကျွန်တော်တို့ကလေညာတော့အပြင်စီမံနေစီကံနေပုံလေးအကြောင်းကိုပဲစဉ်းစားမိတတ်ကြရတယ်။ဒါပေမဲ့ဒီနေ့မှာတော့အဲ့လိုအပြင်ကစီပုံလေးအကြောင်းကိုခဏမိထားပြီးကျွန်တော်တို့ကိုတကယ်တမ်းရှေ့ဆက်ဖို့တွားပြီးနေတဲ့အတွင်းဆက်ရဆွမ်းအားအကြောင်းကိုအထူးထူးလေးလာကြည့်ကြရအောင်ပါ။ဒီစကားလေးကပဲဒီနေ့တင်ပြချက်ရဲ့အဓိက အနစ်သားရပါပဲ။အပြင်ကတစွန်တရားရဲ့အမင်းပေးစီခိုင်းမှုကြောင့်မဟုတ်ပဲကိုယ့်ရဲ့အတွင်းစစ်ကနေလာတဲ့ဆန္ဒအရာ လှုပ်ချင်စီဖြစ်ပေါ်လာအောင်ဘယ်လိုလုပ်ရမလဲအဲ့ဒီအကြောင်းကိုအဓိကထားပြီးပြောပြသွားမှာပါအများစုက empowerment ဆိုတဲ့စကားလုံးကိုကြားရင်အလုတ်ခွေမှာအရင်အမြင့်နေနေနဲ့အလုတ်ဒီအများကြီးပြီးအောင်လှုပ်တာလိုပဲထင်ကြတယ်။ဒါပေမဲ့စစ်ပညာရှုထောင့်ကနေတကယ်တမ်းကြီးလိုက်တဲ့အခါအဲ့လာထက်အများကြီးပုံနဲ့ရှိုင်းပါတယ်။သူကအလုတ်ပြီးတာမပြီးတာထက်ကိုယ်အတွင်းစိတ်ထဲမှာငါလုံနိုင်တယ်ငါလုံချင်တယ်ဆိုပြီးကိုယ်တိုင်လွန့်ဆုံမှုအပြည့်ရှိနေတဲ့ခံစားချက်ကိုဆိုလိုတာပါ။အဲ့ဒီခံစားချက်ကမှ တကယ်တွင်အားအစ်စ်အမှန်ပါပဲကဲဒါဆိုပထမပိုင်းကိုသူတို့ကြည့်လိုက်ကြရအောင်ဒီစွမ်းပကားရှိတယ်လို့ခန်းစားရတဲ့ခန်းစားချက်ကလေဒီအချိန်ဝေဝါဝါခန်းစားချက်ကြီးမဟုတ်ပါဘူးဒါကိုကျွန်တော်တို့တိတိကျကျတိုင်းနာလို့ရတယ်စစ်ဆေးလို့ရတဲ့အချက်တွေရှိပါတယ်အဲ့ဒါတွေရောက်ပါလေးလဲဆက်တစ်ချက်ကြည့်လိုက်ကြရအောင်အဲ့တော့စွမ်းပကားရှိတယ်လို့ခန်းစားခြင်းရင်လူတစ်ယောက်မှာပထမဆုံးလိုအပ်တာက competence လို့ခေါ်တဲ့အရေးအချင်းပြည့်ဝရွှေတဲ့ခန်းစားချက်ပါပဲဒီခန်းစားချက်ကိုတိဆောက်ဖို့အတွက် ကိုကိုကိုအရေးကြီးတဲ့မိခွန်းသုံးခုမိပြီးအဲ့ဒီသုံးခုလုံးကိုဟုတ်ကဲ့တော့ဖြည့်နိုင်ဖို့လိုပါတယ်အဲ့ဒီမိခွန်းလေးကပါရင်များဖြစ်မလဲကဲဒီမိခွန်းလေးကို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 ပဲဖြစ်ဖြစ်ကိုပဝန်းကျင်ကလူတွေကိုပဲဖြစ်ဖြစ်တစ်ချက်လောက်စဉ်းစားကြည့်အောင်သူတွေကကောတကယ်ပဲဆွမ်းပကားရှိတယ်လို့ခံစားနေရရဲ့လားဒီမိခွန်းကနှောင်လာမဲ့အချက်တွေကိုလက်တွေ့ကြကြအသုံးချနိုင်ဖို့လမ်းစာတစ်ခုဖွင့်ပေးလိုက်တာပါပဲဒီမှာအဲ့ဒီမိခွန်းသုံးခုပါ ပထမတစ်ခုက တည်လုံးနိုင်သလားရဲ့ဒါကကိုယ့်ရဲ့အရေးအချင်းပေါ်မှာကိုဘလောက်ယုံကြည်မှုရှိလဲဆိုတာပါပဲဒုတိယတစ်ခုကဒါကအလုတ်ဖြစ်ပါမလားဒါကတော့ကိုလုံးမဲ့နီးလန်းကိုသွားမဲ့လမ်းကြောင်းကမှန်ကန်တယ်လို့ယုံကြည်ရဲ့လားဆိုတာပါပဲနောက်ဆုံးတစ်ခုကတော့ဒါကတန်ရဲ့လားဆိုလိုတာကဒီလောက်ကိုလုံလိုက်လို့ရလာမဲ့အကျိုးဆက်ကကိုအတွက်တကယ်ပဲအရေးပါရဲ့လားတန်ဖို့ရှိရဲ့လားဆိုတာပါပဲဆိုတော့အဓိကချက်ကတော့ ဒီမေခွန်းသုံးခုလုံးကိုဟောက်ကဲ့လို့စီးထဲကနေလာလာလာဖြင်းနိုင်ပြီဆိုရင်ကိုရိုင်းလုံဆုံမှုရဲ့အခြေခံအုတ်မြစ်ထိကအရေးအချင်းပြေဝမှုဓမ္မမို့ competence ဆိုတဲ့ခန်းစားချက်ကိုရရှိလာပါပြီ။တန်ဖိုးရှိတဲ့အလုပ်တစ်ခုကိုကောင်းကောင်းလုပ်နိုင်တယ်လို့ခန်းစားရပြီဆိုရင်ကိုကိုကိုလုံဆုံနိုင်စွမ်းကလည်းအလိုလိုမြင့်တက်လာလာပေါ့။ competence ရှိလာပြီဆိုရင် နောက်ထပ်ဆင့်ကပါလာမလဲ။အဲ့ဒါကတော့ရွေးချယ်ခွင့်ပါ။ကိုမှရွေးချယ်ခွင့်ရှိတယ်လို့ခန်းစားရတာက လုံဆောင်မှုအတက်တကယ်ကိုအစွမ်းထက်တဲ့တွန်းအားတစ်ခုဖြစ်လာပါတယ်။ဒါကစွမ်းပါကမြင့်တင်ရဲ့ဒုတိယမန်တိုင်မှာပဲ။ဒီနေရာမှာစိတ်နေသဘောထားနှစ်ခုရဲ့ကြွားချချက်ကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။တစ်ဖက်ကရှုံးနေမှာကိုကြောက်လို့အလုတ်လုတ်တဲ့သူသူတို့ကငါ့တာကိုလုတ်ရမယ်ဆိုတဲ့စိတ်နဲ့လုတ်တယ်။ဥပမာစာမိုးပွဲကြမှာဆိုလို့စာလုတ်ရမယ်ဆိုသလိုပေါ့။နောက်တစ်ဖက်ကတော့အောင်မြင်မှုကိုရှာဖွေသူသူတို့ကတော့ငါ့တာကိုလုတ်ခွင့်ရတယ် ဆိုတဲ့အခွင့်အရေးတစ်ခုလိုမြင်တယ်။ငါအသိပညာတွေတိုးပွားဖို့ဒီအတန်းကိုတက်ခွင့်ရတာပဲဆိုပြီးမြင်တာမျိုးပါ။ဒါကြောင့်သူတို့ရဲ့မနက်ခင်းကနိုးစနိုင်ရဲ့အတန်ကျဲကြီးနဲ့စတာမဟုတ်ပဲအခွင့်ရင်းနိုင်ရဲ့မျော်လင့်ချက်နဲ့စတင်တာပါ။ဒီစိတ်နေသူတို့သားကိုပြောင်းလဲဖို့အလွေဆုံးနည်းကတော့ငါ့ဓာတ်ကိုလှုပ်ရောက်မယ်ဆိုတဲ့အတွေးဝင်လာတိုင်းမှာငါ့ဓာတ်ကိုလှုပ်ခွင့်ရတယ်။ဆိုပြီးအမြင်ကိုတတိရှိရှိပြောင်းလဲကြည့်ဖို့ပါပဲ။ ဒါနဲ့ပတ်သက်ပြီးစီပင်နောက်ရှင် Alan Langer ပြောထားတာလေးကအရင်ကောင်းပါတယ်။ကိုမွာကိုပိုင်ဆုံးဖြတ်ခွင့်ကိုပိုင်ရွေးချယ်ခွင့်ရှိတယ်လို့ခန်းစားရတဲ့အခါလုံဆောင်မှုကအလိုလိုကိုမြင့်တက်လာတယ်တဲ့။ဒါကြောင့်ကိုမွာရှိတဲ့ရွေးချယ်ခွင့်တွေကိုတတိပြုမိဖို့ကကိုတိုင်းလုံဆောင်မှုအသက်အရေးကြီးတဲ့တောချက်တစ်ခုပါပဲ။အရေးချင်းနဲ့ရွေးချယ်ခွင့်ဆိုတာကကိုတယောက်တည်းနဲ့ဆိုင်တယ်လို့ထင်ရတယ်နော်။ဒါပေမဲ့ဒုတိယစီကတော့ community တို့မဟုတ်အတိုက်အဝင်းပါပဲ။တကယ်တော့လုံဆောင်မှုဆိုတာတဦးတယောက်တည်းရဲ့ကြိုးပမ်းမှုမဟုတ်ပါဘူး။ တခြားလူတွေနဲ့ဆက်စပ်မှုအချင်းချင်းအပြာလန်ပန့်ဖို့ကူညီမှုတွေကကျွန်တော်တို့ရဲ့စိတ်ခွန်အားကိုအကြီးကျယ်လွှမ်းမိုးပါတယ်။ဒီအချက်ကိုပိုပြီးဆင်းသွောင်းအောင်ကွကီးထိုးလို့ခေါ်တဲ့ဇလန်ဒိုလေးတို့ခုကိုနားထောင်ကြည့်ကြရအောင်။ဒီဇလန်လေးကတခါတလေမှကျွန်တော်တို့ဟာတခုတော့ရက်ပြီလို့စိတ်ပက်ဖို့ဘလောက်တောင်ရင်းနေတတ်တယ်လဲဆိုတာကိုကွက်ကွန်းကွန်းပြတော့ပါလိမ့်မယ်။လီစိတ်မှာအမျိုးသမီးတစ်ယောက်လင်းဆောင်ရင်စောက်ဖက်နေတယ်။သူဝယ်လာတဲ့ cookie အေးကိုသူ့ဘေးရခုံမှာချထားတယ်။ခဏကြာတော့သူ့ဘေးမှာထိုင်နေတဲ့အမျိုးသားက အဲ့ဒီအေချီကကူကီယူကိုဘာမှမပြောဘဲယူစားနေရတော့တွေ့လိုက်ရတယ်။ပြဿနာမဖြစ်ချင်လို့ဘာမှမပြောပေမဲ့စိတ်ထဲမှာတော့တော်တော်လေးဒေါသတွေထွက်နေတာပေါ့။လီရင်ပေါ်တက်ရမယ့်အချိန်ရောက်တော့သူလဲလီရင်ပေါ်တက်ထိုင်ခုံမှာနေရာရောက်ရော စောက်ဆက်ဖတ်ဖို့သူ့အိတ်ထဲကိုနှိုက်လိုက်တယ်။အဲ့ဒီမှာတင်သူအာအာတင်သွားတယ်။မလို့လဲဆိုတော့သူ့ရဲ့မဖွင့်ရသေးတဲ့မဖောက်ရသေးတဲ့ကူကီအိတ်ကသူ့အိတ်ထဲမှာအကောင်ပကတိရှိနေလို့ပါပဲ။အဲ့ဒီအချိန်မှာမှသူသဘောပေါက်သွားတယ်။ တကယ်တော့ခုနကကူကီတွေကဟိုမျိုးသားရဲ့ကူကီတွေဖြစ်ပြီးသူကစေရနာနဲ့ခွဲဝေကြွေးမွေးခဲ့တာပဲတကယ်သူကိုကျေစုကန်းသူက သူ့မကိုယ်လိုင်းချစ်နေခဲ့တာကိုဆိုပြီးဝမ်းနဲ့စွာတိလိုက်ရတယ်ဒီဆက်လန်းလေးကကျွန်တော်တို့ရဲ့မြင်နေဟာတခါလေးမှဘလောက်လဲမနိုင်လေအချင်းချင်းအပြားလာမီခိုးရိုင်းပေးမှုကဘလောက်အရေးကြီးတယ်ဆိုတာကိုသင်ခန်းစာပေးလိုက်ကြပါပဲကဲအခုကျွန်တော်တို့ပြောခဲ့တဲ့သဘောတရားတွေအကုန်လုံးကိုပေါင်းပြီးတော့လက်တွေ့ဘဝကဇလန်းလေးတစ်ခုနဲ့ချိတ်ဆက်ကြည့်ကြရအောင် ဒီဇလန်ကခုနကပြောခဲ့တဲ့အချက်တွေအားလုံးလက်တွေ့မှာဘလို့အလုံးလုပ်ရဲဆိုတာကိုထင်ထင်ရှားရှားပြသွားမှာပါ။ Scott Keller က drum တီးသင့်ခဲ့တဲ့အတွေ့အကြုံလေးပါ။ drum သမားကောက်တီအောင်ဖြစ်ချင်တဲ့သူရဲ့စိတ်ကူး Mindis အကျိုးဆက် consequences ကသူ့ကိုအစာပိုင်းမှာတွန်းအားပေးခဲ့တယ်။ဆရာကအခြေခံတည်သင်ပေးတဲ့အခါသူလုံနိုင်ခဲ့တော့အရေးချင်းရှိတဲ့ competence ကိုခံစားခဲ့ရတယ်။ဒါပေမဲ့ drum roll လို့ခေါ်တဲ့အဆက်မပြတ်တီးရတဲ့နီးစနစ်ကိုဖလုံးမမတီးနိုင်တဲ့အခါမှာတော့သူစိတ်သက်သာပြီးလက်လွတ်ချင်းစိတ်ဖြစ်လာခဲ့တယ်။ အဲ့ဒီအချိန်မှာနောက်ဆရာတယောက်ကသူ့ကိုနီလန်တစ်တစ်ခုတင်ပေးခဲ့တယ်။ဒါကသူ့ကိုတင်ယူဖို့ရွေးချယ်ခွင့် choice အသစ်တစ်ခုပေးလိုက်တာပါပဲ။အဲ့ဒီဆရာရဲ့အားပေးမှုပံ့ပိုးမှုဆိုတဲ့အတိုက်ဝန်ဝန် community ကြောင့်သူဟာ drum roll ကိုကျွမ်းကျင်သွားရုံတမကသူ့ရဲ့မူလဆရာကိုလုံပြန်တင်ပေးနိုင်တဲ့ချီဖြစ်သွားခဲ့ပါလေ။ ဒီဇလန်ကတက်တယ်ပြနေတာကတော့ drum သမားကောင်းတယောက်ဖြစ်ချင်တယ်မျော်မှန်းချက်ဒါမှမဟုတ်အကောင်းမြင်တဲ့အကျိုးဆက် consequences ကလွတ်ဆုံမှုကိုအစပြုပေးလိုက်တယ်ပြီးတော့အရေးအချင်းရွေးချယ်ခွင့်နဲ့အတိုက်ခွင့်ဆိုရဲစီသုံးလုံးကအခက်ခဲတွေကိုချော်လွှားဖို့ဘလို့ပံ့ပိုးပေးတယ်ဆိုတာကိုပဲဖြစ်ပါတယ်ဒီတော့အနစ်ချုပ်အနေနဲ့ပြန်ပြောရရင်ကိုယ်တိုင်လုံဆော်မှုကိုတိဆုပ်ပေးတဲ့အဓိကမနှံ့ကြီး၄ခုရှိပါလေပထမတစ်ခုက confidence လို့ခေါ်တဲ့အရေးအချင်းပြေဝမှုပါ ဒုတိယတစ်ခုက choice လို့ခေါ်တဲ့ရွေးချယ်ခွင့်ပါတတိယကတော့ community လို့ခေါ်တဲ့အသိအဝိုင်းဖြစ်ပြီးနောက်ဆုံးတစ်ခုကတော့တန်ဖိုးရှိတဲ့အကျိုးဆက် consequences တွေပါပဲဒီလေးချက်ညီညွတ်တဲ့အခါတကယ်ဆုံးပကအစ်စ်အမှန်ကိုခံစားရမှာဖြစ်ပါတယ်ဒီပြချက်ရဲ့အဆုံးအမမှာစဉ်းစားစရာမေးခွန်းလေးတစ်ခုနဲ့အဆုံးသတ်ချင်ပါလေ။ကျွန်တော်တို့ဟာကိုယ့်အတွက်ပဲဖြစ်ဖြစ်ကိုယ်နဲ့ပတ်သက်တဲ့တခြားသူတွေအတွက်ပဲဖြစ်ဖြစ်စိတ်ကမောင်တွေတတ်မှတ်ပြီးထိန်းချုပ်နေမြင်အဆာလူတွေရောစွမ်းပတ်ကောက်ရှိတယ်လို့ခံစားလာအောင် ကိုယ်တိုင်လုံးစွာချင်းစစ်တွေထစ်ပေါ်လာအောင်ဘလို့နီးလဲနေနဲ့စတင်နေစဖိတ်လိုက်မလဲဒီအကြောင်းကိုဆက်လက်တွေးခေါ်ကြည့်ကြဖို့တိုက်တွန်းလိုက်ချင်ပါတယ်